ားလုံးပဲမင်္ဂလာပါ Ivan မြန်မာ Audio Channel မှာကြိုဆိုပါရစေကျွန်တော်ခုဖျက်ပြပေးမှာကတော့ Era Iron Bay ရဲ့ Man Share Life ကိုဆရာမြတ်တန်တက်မြန်မာ ပြန်ထားတဲ့လူများတက်ကြရများဘဝအစားအကိုဆက်လက်ဖျက်ပြပေးမှာဖြစ်ပါတယ်အခန်းနဲ့ဆက်ကုန်စစ်တရင်ထောက်ကျွန်တော်ဒီဒေါသမြတ်တို့စူဝေသောဆရာများကိုဘာစကားတရင်စာတိုက်တို့ရေးပါသည် ရှေ့တန်းမှာပို့တော့ကျွန်တော်ဆောင်းပါမြောင်ဘာကြောင့်ဖြစ်ပြရသနည်းစာရေးတော်လည်းအကြောင်းမထူပါကျွန်တော်ကလည်းဆောင်းပါတွေဆက်ရေးမြဲရေးသည်ကျွန်တော်ဆောင်းပါမြောင်ကိုပြင်ထားပြီးအချို့မှာအခြားသူတွေထင်မြင်ချက်များကိုကျွန်တော်ထင်မြင်ချက်ဖြစ်လှောက်ထားသည့်တို့ကိုလည်းတွေ့ရသည်အချိန်မှာစစ်ဖြစ်ရေးတုံးတဲ့အကြာဖြစ်ပါသည်လူတိုင်းမှာစစ်ကာလကိုနေသားကြနေကြပါပြီအဖြစ်ကမူတော်တော်ကြောက်စရာကောင်းပါသည်ပီကာဒီနယ်ကအယ်ဘတ်ဆိုသည့်မြို့ကလေးတွင်တဲကိုရိတ်တာပန်ရှင်တယောက်ဤဇနီးမှာကလေးငယ်တယောက်ဖြစ် တဝက်တစ်ပြက်ပြိုကျနေသောအင်္ဂလိပ်တွင်နေရပါသည်သူသည်နေ့စဉ်အမြောက်ဆန်နေတဝုံဝုံကျနေသည်ကိုပင်မမှုတော်ပဲဝိုင်ရက်ချိုဈေးကြည့်သည်ကိုသာညည်းနေပါသည်ဝိုင်မှာတဟတိုလီတာလျင်ဖရန့်160ဖြစ်နေပါသည်သူမှာအလုတ်ဖြစ်နေပါသည်ဈေးကြည့်သည့်တိုင်စက်သားများမှဝိုင်ကိုတောက်မြဲတောက်ကြပါသည်လူများသည်အမြဲလိုလိုအမြောက်ဆန်နေအောင်မှာနေလာခဲ့ကြသည်ဟုသူကလေးများနားလည်နေကြပါသည်အင်္ဂလိပ်အမြောက်ကြီးတစ်လက်ဆင်ထားသည့်နေရာတွင်ဂျုံဆက်ကလေးတစ်ဆက်ရှိပါသည် ဂျုံဆက်မှာကောင်းကောင်းမလဲတော့ပါဘယ်ရင်ဆက်ပိုင်ရှင်အဖိုးကြီးသည်သူ့အင်္ဂလိပ်တဲတွင်ဆက်နေနေပါသည်ဂျာမန်များကအင်္ဂလိပ်အမြောက်တပ်စုကိုလှမ်း၍အမြောက်ဖြင့်ပြစ်နေပါသည်တို့ရင်အဖိုးကြီးစိတ်ထဲတွင်အတွေ့အကြုံသာရှိပါသည်စစ်သားများကသူ့ဂျုံအိမ်များကိုယူသွားမလားပြစ်စလက်ခတ်လုပ်ပစ်ခဲ့လိမ့်မလားဆိုသည့်အတွေ့ဖြစ်ပါသည်ရေမျိုးကဝိုင်ရက်လောင်ရာမြေတိုက်ခမ်းများထဲတွင်မူနေစဉ်ဘဝသည်တွားမြဲတွားနေပါသည်အရှိဆိုသည့်သတင်းစာမှာမြေတိုက်ခမ်းထဲမှာပုံနှိပ်ထုတ်ဝေနေပါသည် ကျောင်းသင်ကန်းစာများကိုလည်းမြေတိုက်ထဲမှာပင်ဖြန့်ထားပါသည်။စပင်းညက်ဆိုင်မှာလည်းမြေတိုက်ထဲမှာပင်ရှိပါသည်။စမဖြစ်မိတုံးကဆိုရင်ပြင်သစ်မြို့ငယ်တိုင်းတွင် မောင်းသမားတယောက်ရှိတတ်ပါသည်။မြူနစ်ဘယ်ကခံထားခြင်းဖြစ်ပြီးလမ်းတကာလျှောက်ရည်ကြီးညာမောင်းခတ်ပါသည်။ဥပဒေဤခွေးပြောင်ဆုံးသွားကြောင်းဥပေဝါဤလက်ဆွဲအိတ်တွေ့ရှိသူများအကြောင်းကြားစီလိုကြကြောင်းထိုစဉ်ကရေဒီယိုမရှိသေးပါ။ပြင်သစ်များစစ်သားစုဆောင်ရေးလုပ်နေခြင်းကိုထိုမောင်းသမားများကြောင့်သိကြရခြင်းဖြစ်ပါသည်။ တင်မန်နေချင်းညမောင်းခတ်နေသည့်မောင်းသမားတစ်ယောက်ကိုကျွန်တော်တွေ့ခဲ့ပါသည်မြောက်ဆယ်များတဝုံဝုံကြနေပါသည်တို့ရရင် သူကမူကြော်ညာမောင်းခတ်နေပါသည်မဲ့ဘသူဤရွှေရင်တို့ကြပြောက်သွားပါသည်ဖြင့်တွေ့ရှိသူများပြန်ပေးလျင်ကျေးဇူးဆက်မိဖြစ်ပါကြောင်းဂရုချင်းတွေကဘဝမှာချိန်စာမိနေသောဘဝမျိုးဖြစ်ပါသည်တို့ရရင်ဘဝသည်ဘဝမင်းဖြစ်ပါသည်စစ်သားတွေကစာမျှော်ကြပါသည်တန်းထုတ်ကြပါသည်အရာရှိများကိုဆဲကြပါသည်ညစ်ညစ်ပတ်ပြောကြပါသည်ထို့နောက်ထေသွားကြပါသည် အင်္ဂလိပ်စစ်သားများမှနေစင်မပြတ်မုတ်စိတ်ရိတ်ကြပါသည်။တေဂါမတေရောမုတ်စိတ်ကတော့အေးမပြတ်ပါ။ကပြန်ဆရာကီလိုမီအပိုလင်နေရသည် အချစ်နာကြနေပါသည်။သူချစ်သည့်လို့အတွက် sorry ကပြားရီရေးနေပါသည်။လို့မှာအထက်တန်းလွာမျိုးသမီးဖြစ်ပြီးသူ့ကိုညင်းလိုက်ပါသည်။သူလည်းစစ်သေးဝင်ရပါသည်။သူဤကရုတ်ချင်းတို့ sorry ရောက်လာတတ်ပါသည်။အပိုလင်နေရသည် နောက်ဆုံးရောက်လာသည့်ပြင်သစ်မာကျူရီမဂဇင်းကိုလှန်ဖက်ပါသည်။သူ့ဆောင်းပါးတစ်ပုဒ်ပါပါသည်။ ထိုစဉ်သူ့ကောင်းကိုမြှောက်ကြည့်စမ်းထိမှန်သွားပါသည်လင်းမြို့နီးကအင်္ဂလိပ်တလုံးရှိပင်ရောင်းလေလေလုံနေသည့်စစ်သားတရက်ကိုကျွန်တော်တွေ့ပါသည်ကျွန်တော်ကရှေ့ဆက်သွားရင်အနေရရှိမရှိသူ့ကိုမေးပါသည်ဂျာမန်များကလမ်းကိုအမြောက်ဖြစ်ပြနေသလားဟုမေးခြင်းဖြစ်ပါသည်သူကမသိဟုပြောပါသည်သူသည်ရှေ့တန်းသို့မရောက်သေးပါတက်မှခွင့်ယူပြီးသူမိမစီပြန်လာနေခြင်းဖြစ်ပါသည်ရွာကလေးတွင်စစ်သားများကအသက်40ကျော်မျိုးသမီးတယောက်ကိုတွေ့ပါသည်သူတို့ကအာရဝန်းတာအော်ကြပါသည င်္ဂလိပ်ရှိရင်စစ်သားတွေတန်းစီနေကြပါသည်တပ်ဆိုင်ရာကစစ်သားများအတွက်ပြည်ထစာအိမ်များဖွင့်ပေးထားခြင်းဖြစ်ပါသည်မီလီတစကန်တွေဆိုရင်ပြင်သစ်စစ်သားများနေနှင့်ဘယ်လ်ဂျီယံစစ်သားများနေဆိုပြီးတတ်မှတ်ထားပါသည်စောင်းမှာရဲဆက်ဆက်အေးပါသည်စိမ့်မြစ်ထဲမှာရေခဲနေပြီကြောင်မီတွေမရှိသဖြင့်အားလုံးခိုက်ခိုက်တုန်နေကြသည်အစိုးရကချိုးချံချွေတာကြဖို့ပြောနေသည်တပတ်လင်းနှစ်ရက်မုတ်အချိုမစားဘဲနေရမည်ဟုအစိုးရကဆုံးဖြတ်သည်ပြောဝဲစားယုံကြည်များတွင်ဟင်းရံမာရသည် ။စုတ်ဟင်းချုံမှားရရသည်ငားရသည်။တို့ရရင်အဓိကဟင်းလျာမှမူတစ်ခွက်သာရမည်တဲ့။အမဲသားတို့မဟုတ်ဘဲသားကြိုက်ရတခုခု။မတက်နိုင်စစ်ကတုံးနေတဲ့ရောက်နေပြီ။ဒုံးစံတိုင်းအမျိုးသမီးဖက်ရှင်အချုပ်ဆိုင်များကပုံစံတွေထွင်နေသည်။ကောင်းဝင်ခတ်တူစစ်သားဆောင်အုပ်ထုပ်နေသူသည်အုပ်ထုပ်သေးသေးလေးပြီ။အပြောင်ကိုပြောက်ဝစ်ဆုံး။သတင်းစာများတွင်ရင်မွေးကြော်ညာ။အေးဆေးကြော်ညာ။ကြည့်ပြက်လက်ပြက်တို့အထွတ်ခြေထုလက်ထုကြောညာပြင်းတဲ့လူမျိုးသည်ချိုးချံချွေတာခြင်းအချင်းကိုကြင့်ရမဟုတ် ကြိုးကြံချွေတာခြင်းသည်အာနေခြင်းတင်ငေတာဖြစ်သည်ဟုရေးကြသည်ပြင်းသစ်ပီကြီးသည်မုတ်ချအောင်ပွဲခံရမည်ဟုဆိုကြသည် ရုပ်ရှင်ုံများတွင်လူတွေပြည့်နေသည်တခါတွင်ကျွန်တော်နှင့်ဒန်ယာဂိုရီဗီယာတို့သည်ရုပ်ရှင်ုံကလေးတယုံတွင်ကျွန်တော်တို့တခါမှမကြည့်ဘူးသောရုပ်ရှင်မင်းသားတစ်ယောက်ကိုတွားကြည့်ကြသည်သူကအုပ်ခွက်ပကံများကိုရိုက်ခွဲပြီးအထက်တန်းစားမျိုးသမီးများကိုတင်မောစီတွင်ဖြင့်လိုက်တော့သည်ကျွန်တော်တို့ပါဝင်ပြိတ္တကသဘောကျကြသည်ရုပ်ရှင်ုံထဲမှပြန်ထွက်လာသည့်အခါကျွန်တော်ကကြောက်စရာကောင်းသည့်ရုပ်ရှင်ဟု ်တန်ယာကိုရီဗီယာကိုပြောပြသည်ဘိုလာအုတ်ထုတ်ကလေးစောင်းထားသည့်ပိန်သေးသေးလူရှင်တော်ကလေးသည်လူဘွားကြီးအကျိုးမဲ့အချင်းဤဖြစ်ပုံကိုပြသသွားသည်ဟုတ်တယ်သူကလူရှင်တော်မဟုတ်ဘူးအဆွေသမားဟုတ်တန်ယာကိုရီဗီယာကပြောသည်ကျွန်တော်တို့ကချားလော့ပါတီထိုရုပ်ရှင်ကားကိုမပြတ်မကွက်သွားကြည့်ရန်ပီကာဆိုပြောမိကြသည်ချားလော့ဆိုသောအမည်မှာပြင်သစ်တို့ကချားလီချက်ပလင်ကိုခေါ်သည့်အမည်ဖြစ်သည်တို့ရရင်ထိုရှင်တော်ကတော့ချားလီချက်ပလင်ဒီနာမည်မကြီးသေးပါ ရိုဒွန်ကဖေးရပကြီးဆရာများသည်ဂျိုဗစ်မန်ကူကပကြီးဝါထားအကြောင်းကိုပြောနေကြဆဲပင်ဖြစ်သည်စစ်ထနာချုပ်တွင်စိတ်တုန်နေသောဗိုလ်ကြီးတစ်ယောက်သည်ဓပုံတွင်တထက်ကြီးရှေ့ချပြီးထိုင်နေသည်ဝင်းဟင်းမရိုက်ထားသောညီကြီးပုံကိုကျွန်တော်ပထမဆုံးကြည့်မြင်ဘူးချင်းဖြစ်သည်မစင်ကနှင့်ဂလေးစီတို့ဆွဲသည့်ပကြီးများလိုရှုပ်ရှက်ခတ်နေသည်တောင်ကွက်48ခုနှစ်တွင်ရိုဂလော့တို့လေရင်ဆက်မီပြုခြင်းပီကာဆူကအောက်သို့ငုံကြည့်ပြီးကမ္ဘာမြေကြီးကိုအပေါ်ကနေကြည့်ရကျွန်တော်ဆွဲထားတဲ့ပကြီးကားတွေနဲ့မတူဘူးလားဟုရည်ရွယ်မေးပါသည် ဗြိတိရှားရောစကန်ရှားသည့်စစ်မျက်နှာရှိ YMC ရွက်ပြင်တဲများတွင်စန်ဒွိစမုတ်တွေရှိသည်တနင်္ဂနွေနေ့မနက်ဆိုရင်ဖျားရှိခိုးကြောင်းထက်ကြပြီးညနေပိုင်းတွင်ရုပ်ရှင်တွေပြသည်စစ်တနဝင်ထမ်းအမျိုးသမီးကြီးများကရှေ့တန်းသို့ထွက်ခွာကန်သည့်တပ်သားများ၏လက်ထဲ၌ဖဲကြိုးတွေတစ်စိပ်တွေချိန်ပေးကြသည်စစ်သားတွေကဘာဒီမမသိညာဒီမမသိဖြင့်တစ်စိပ်တွေကိုလက်ခံယူသွားကြသည်စနေကဲမှစစ်သားတယောက်ကမူကျွန်တော်အဆောင်လက်ဖွဲ့တစ်ခုပေးသွားပါသည်ထိုလက်ဖွဲ့မှာတစ်စိပ်တွေထက်တကိုးရှိသည်ဟုပြောသည် သူ့အဆောင်လက်ဖွဲ့တွင်တွားရီပါပါသည်ပြင်သစ်စစ်သားဤတွားလာဂျမန်စစ်သားဤတွားလာဆိုသည်ကိုမူကျွန်တော်မသိနိုင်ဘူးအရာခံပုံများကသူတို့ကိုကြောက်အောင်ဆိုကဘာမှမကြည့်လွန်ရဘဲနဲ့စနေကဲစစ်သားများကိုဒဏ်ပေးကြသည်လူမဲများကိုရှေ့ထဲမှတက်အတိုက်ခိုင်းသည်လူမဲစစ်သားများသည်ချောင်းတို့ဟုဆိုကလဲကျတေဆုံးသွားကြသည်ဘာကြောင့်စစ်တပ်ရသည်ဘာကြောင့်အသက်ဆွံ့ရသည်ကိုသိမသွားကြဆင်းရဲတဲ့ယုံများတွင်အလုလုရန်တင်သွင်းလာသည့်အင်ဒိုချိုင်းနာလူမျိုးများမှာတိတ်ဆိတ်နေကြသည် နောက်နေပေါင်းများစွာအကြာတွင်ပေးဆက်ရမည့်အကျွေးပြေစာကိုသွေးဖြင့်ကြိုတင်ရေးခဲ့ကြသည်နှင့်ပင်ဒူတော့သည်တောင်ကော36ခုနှစ်သည်အကြီးဆုံးသောသွေးထက်တန်မှုများကိုမြင်ရသည့်နှစ်ဖြစ်သည်ဟုကျွန်တော်ထင်ပါသည်စုံးတိုက်ပွဲဘာတွန်းတိုက်ပွဲစသည်လို့ဖြစ်ပါသည်ပါရီကခြေလန်းတိုင်းတွင်မျက်ရည်တွေစွန့်ပယ်နေသောမျက်နှာများဖြင့်အမျိုးသမီးများကိုမြင်ရပါသည်စစ်သားများသည်ဒေသီအထိရဲရင်တိုက်သွားကြပါသည်ဒုတိယကမ္ဘာစစ်မဖြစ်မီကလေးတွင်ဖွန်ကာရီ၏နေစဉ်မှတ်တမ်းများကိုကျွန်တော်ဖတ်လိုက်ရပါသည် ဖာရွန်တိုက်ပွဲကာလာတော့ငါရေးထားသည့်မှတ်တမ်းချို့ကိုကျွန်တော်တွေ့ပါသည်ဝင်းကြီးချုပ်ကလီမင်ဆော့သည်ဝင်းကြီးအဖွဲ့အချက်တည်းမရှိဟုယူဆထားပုံရသည်ထိုတင်ဖြစ်ကျွန်တော်ကိုတဲတဲမဲမဲတိုက်ခိုက်သည်ဒနာရှင်လိုရန်ဇာဘရိုင်ယန်သည်လက်ဝဲဘက်သို့တင်းသွားသည်ဟုထင်ကြသည်နိုလင်းသည်ထောမတ်ကိုတိုက်ရန်အတွက်ရေဒီဂယ်တို့လက်တွင်းသို့သူ့ကိုယ်သူပုံအပ်လိုက်သည်စသည်လိုဖြစ်သည်နိုင်ငံခြားသတင်းတောက်များသည်သတင်းဦးသတင်းထုတ်ရရန်ဗိုလ်ချုပ်ကလည်းဤကိုရန်တော်တက်ထံကတ်ကြသည် ဝင်ကြီးဂျော်ဖရီဒရိုင်ဘာကိုလက်ထိုးကြသည်ဘရန်ယန်၏အိမ်ခန်းဆောင်ကိုကတ်ကြသည်အားလက်ချိန်များတွင် ပြင်သစ်မာရီနှင့်ဘလူးကြသည်သူတို့ကိုအမေရိကန်တရားခဏ်နှင့်လက်ထိုးကြသည်တရင်ထုတ်ပြန်ရေးဌာနသို့ကျွန်တော်သွားသည့်အခါတွင်ကြေညာချက်တွေရသည်တရင်ထုတ်ပြန်ချက်တိုင်းမှလုပ်လို့ပင်ပြောရေးဆိုခွင့်ရှိသူထံမှဆိုသည့်စကားအမြဲပါတတ်သည်စစ်သားတွေအရေးအတွက်နေတဲ့နေလာပြီးအမြောက်နဲ့လေရင်တွေအရေးအတွက်များတဲ့များလာသည်တင်ကားတများဖြင့်ခြေတက်တိုက်ခိုက်ကြသည်လက်နက်ထောက်ပံ့ရေးကိစ္စတွင်ခြားစားမှုရှိသဖြင့် လွှတ်တော်ကစုံစမ်းရေးအဖွဲ့တစ်ဖွဲ့ဖွဲ့ပြီးစစ်ဆေးနေသည်ဟုဆိုရှယ်လီအမက်ဘရက်တီကကျွန်တော်ကိုပြောပြသည်ထိုခေတ်ကတော့ဘဲခင်းမြလူတွေတလောက်မြင်မြင်မချမ်းသာကြထိုအချိန်တွင်ကျွန်တော်သည်ဂျူလီယိုဂျူရန်နီတို့ဝတ္ထုကိုရေးရင်စိတ်ကူးရခြင်းဖြစ်ပါသည်လူများစွာကိုတက်ဖြတ်သည့်ကိစ္စနှင့်ပတ်သက်၍စီးပွားရေးလုပ်ငန်းကြီးတစ်ခုအကြောင်းကိုဝတ္ထုရှေ့တစ်ပုတ်ရေးရရင်ကောင်းပြီဟုကျွန်တော်စိတ်ကူးပေါ်ခဲ့ပါသည်ထိုလုပ်ငန်းကြီးကိုကျွန်တော်ဝတ္ထုတွေတွင်ဦးချမ်းရေးစီးပွားရေးအင်ပါယာဟုအမည်ပေးထားပါသည် ကျွန်တော်ဝိတုတွေတွင်ဂျူလီယန်ဂျူရန်နီတို့သည်လူများကိုတည်ကြည်စေနိုင်မည့်နီလန်တစ်ခုကိုတည်ထွင်သည်ထိုတည်ထွင်မှုကိုရေးရာတွင်ကျွန်တော်အရေးသားသည့်များစွာရှင်းလင်းခြင်းမရှိခဲ့ပါကျွန်တော်သည်ယူဘဘီတာနှင့်တင်ချာဘီတာတို့နှင့်ပတ်သက်သောကိစ္စမှန်သမျှတွင်ဝါဒနာမပါသဖြင့်အကြက်ချက်မရေးခဲ့ပါဟုကျွန်တော်ဝန်ခံပါသည်ဂျူရန်နီတို့ကသူတည်ထွင်သည့်လူတွေအစုလိုက်အပြုံလိုက်တည်ကြည်ပြည့်စည်စေမည့်လက်နက်ကိုဦးချန်းအေးရပေးပါသည်ဦးချန်းအေးကခမည်းတော်တည်ထွင်ထားတဲ့လက်နက်အကြောင်းဘာမှမပြောနဲ့တော့လူတက်တာတိတ်လွယ်ကူလုံးနေ စစ်ပွဲချိန်ဆင်းပြီးသွားလိမ့်မယ်စစ်ပွဲပြီးသွားရင်ကျုပ်စည်းဝါးရေးလုပ်ငန်းကြီးတစ်ခုလုံးနဲ့ပြိုလဲသွားမှာပေါ့ကျုပ်တိုင်းပြည်ကအခုမှစစ်တိုင်မလို့လွံ့ယုံမဲ့ရှိသေးတယ်ဟုပြောသည်ထို့နောက်တွင်ဦးချမ်းအေးကဂျာမန်လူမျိုးတွေကတော့ပြင်သစ်လန်ဆွတ်လောက်တုံးယုံနဲ့ပြုတ်သွားမှာပဲဂျူရန်နီတို့ရဲ့ပစ်စစ်လက်လက်နက်ကတော့ဂျပန်တွေအတွက်ခြံထားရမယ်ဗျာဟုဦးချမ်းအေးကသတင်းစာစရာကိုပြောသည့်ပုံမျိုးရေးခဲ့သည်ထိုစဉ်က1922ခုနှစ်ဖြစ်ပြီးဂျပန်ဒီအမေရိကန်ပြည်ထောင်စုမဟာမိတ်ဖြစ်ရှိနေသည် အမေရိကန်သည်သူ့လက်နက်တစ်ကိုဂျပန်လူမျိုးတို့အပေါ်တွင်အသုံးပြုမိဟုအဘဲကြောင့်ရေးခဲ့သည်နည်းဟုဂျပန်မိတ်ဆွေအများပြားကကျွန်တော်ကိုမေးကြတယ်။ကျွန်တော်ဘလို့ပြန်ဖြေရမှန်းမသိပါ။ရူဒါဖို့ဂျူလီယိုဂျူရီနဲ့ဖာမီတို့ကအနှုတ်မျိုးကိုမတွေ့မီထန်ကွက်16ခုနဲ့တုန်းကသွေးရစ်ပူစော်ရာရစ်ပလင်ကြီးဖြစ်သည့်ကဘာကြီးသည်ပောက်ကွဲတော်သောအနှုတ်မျိုးဘုံကြီးတစ်လုံးကြောင့်အီလက်ထရောနစ်စီးကြောင်းများဖြင့်ပြောင်းလဲပြောက်ကွဲသွားတော်မူဟုဇာယီဆီယာအန်ဒရီဘီလန်ကရေးခဲ့ပူပါသည် ထို့သို့တော့မဟုမချွတ်နမိတ်စကားများသည်ဇာရေးဆရာလုံးနှင့်ဆက်သွယ်နေသလားတော့မပြောတတ်ပါပထမကဘာစစ်ကြီးသည်ပထမပုံစံတစ်ခုဟုကျွန်တော်ပြောခဲ့ပါသည်တို့ရရင်ထိုးစစ်ကြီးသည်ခလေးတယောက်ပြောသည့်တွတီတွတားစကားနှင့်ဒူသည်ဟုမြည်သူများမနိုင်ကြပါတံငွေဘုံတွေကကြာမြင့်ကြနေကြပါသည်လေကားမှာတံငွေဘုံထိခဲ့ပါသည်မိလောင်ဘုံများကြောင့်မျက်နှာတွင်လောင်ကျွမ်းကရုပ်ပြက်စင်းပြက်ဖြစ်နေသူများကိုဆေးရုံမှစဉ်ခွင့်မပေးပါလမ်းမပေါ်တွင်မှလူများ၏အခြေအနေမှာလဲကြောက်စရာကောင်းနေပါသည် ်1936ခုနှစ်တုန်းကထိုအကြောင်းကိုကျွန်တော်ဤသို့ရေးခဲ့ပါသည်ပီကာရီနယ်တွင်ဂျာမန်တပ်များသည်ကီလိုမီတာ40 50ခန့်ဆုတ်ခွာသွားခဲ့ကြသည်နေရာတကာတွင်ထိုမြင်ကွင်းမျိုးကိုတွေ့နေရသည်မြို့များရွာများတဲစုများပင်လည်းမိလောင်နေကြသည်ယင်းတို့မှာစစ်သားများကျူးလွန်သောရဲဆက်မှုများမဟုတ်ပါအမိန့်ကြောင့်ပိုင်စကယ်ဖြစ်လာကြသောဆက်ပါတများကမိရှုဖြစ်စီသွားကြခြင်းဖြစ်ပါသည်နေရာတစ်ခုလုံးသည်တဲခန္ဓာကြီးဖြစ်နေပါသည်ဂျာမန်စစ်ဌာနချုပ်သည်ပြင်သစ်ပြည်ကြီး၏ကြီးပွားရေးကိုကာလအတန်ကြာအထိ လက်လံမထူအောင်လှုပ်ထားဖို့ဆုံးဖြတ်ခဲ့သည်ဟုပြောကြပါသည်။ပီကာဒီနယ်သည်တစ်တော်သီးများနှင့်ဇီးသီးများကြောင့်နာမည်ကြီးပါသည်။ယခုနေရာတကာတွင်တစ်တော်ပင်တွင်တသီးချံတွေကိုခုတ်လဲဖြတ်စီးပစ်ခဲ့ပြီးပြီ။ချော်နီတွင်အကောင်းပကတိကြံနေသည့်တစ်တော်ပင်ကလေးတွေကိုတွေ့သည့်အခါတွင်ကျွန်တော်ဝမ်းသာသည်။တေချာသွားကြည့်သည့်အခါပင်ချေကိုလှပ်ဖြင့်ဖြစ်လာသည်ကိုတွေ့ရသည်။အပင်နေရာကျော်လောက်ရှိမိသည်နှင့်ပြင်းသစ်စသားများကချိန်ဆကြသည်။အချို့မှာမျက်လုံးတွင် မျက်ရည်တွေဝဲနေသည်။ထိုစဉ်နှင့်ယခုဘာမှမကွာပါ ကွာခြားဒီမှာဟိုတုန်းကစက်ပါတတံများကဘိုက်စကယ်ရှိပြီးယခုစက်ပါတတံများကဘိုက်စကယ်မရှိချင်တာကွာပါလိ1944ခုဒုတိယကမ္ဘာစစ်ကြီးပြီးကန်ပြီးတွင်ကျွန်တော်တို့တပ်မတော်ကပြန်လည်ကဲတင်ခဲ့ပြီးသည့်ဂလူတိုဗိုတို့ကျွန်တော်ရောက်သွားပါသည်ဟိုတုန်းကလိုပင် အောက်ခြေပင်စီကိုလွှတ်ပြင်တိုက်ထားသည့်တစ်တော်ပင်များကိုမြင်ခဲ့ရပါသည်အရွယ်များမှစိမ့်လျက်ရှိပြီးအပင်တွင်အသီးတွေပြုတ်နေပါသည်ချော်နီတို့ကပြင်းစစ်သားများလိုကျွန်တော်တို့တပ်သားများကဆဲရီးကြပါသည် ယခုဖော်ပြနေသောစာပိုင်များမှာစာရေးဆရာတယောက်ဤဝတ္ထုမဟုတ်ပါဂျာမန်စစ်ဝါဒီအကြောင်းရေးသည့်စောင်းပါမဟုတ်ပါဒုတိယဤဘဝတွေက နေ့နှစ်နေ့အကြောင်းဖြစ်ပါသည်စစ်ပွဲစတွင်ဂျာမန်တို့သည်နန်စီမျိုးနာကဂါမီဖီလာမျိုးကလေးကိုမိရှို့ခဲ့ကြပါသည်ကျွန်တော်ရောက်သွားသည့်အခါတွင်မြို့သူမြို့သားများသည်တဲများကျင်းများတွင်ပုံနေကြပါသည်အင်ဂျီပေါင်း900လောက်အနက်20ကျော်သာကျန်သည်ဟုပြောကြပါသည်လူပေါင်း100လောက်ကိုလည်းပြစ်တက်သွားကြပါသည်အဖေကြောင့်နီး မြည်သူများမသိပါဆင်းလင်းတဲ့အေမီယံမျိုးတွေတို့အဝင်တွေအဘယ်ကြောင့်မျိုးသူမျိုးသားများကိုတပ်ပစ်ခဲ့ကြပါသနည်းဒေါင်ကွတ်16ခုနှစ်တုန်းကဖန်စီရမိသည့်တုံပန်းများကိုတပ်ပစ်ကြောင်းကြီးညာခြင်းများကိုဖတ်ခဲ့ရပါသည်နောင်ရာစုနှစ်ပေါင်းအစိတ်လောက်ကြာသည့်အခါတွင်ထိုပိုစတာကိုပြင်သစ်မျိုးများ၏အဝင်ထရံများပေါ်တွင်ကျွန်တော်ထပ်မြင်ခဲ့ရပြန်သည်ဟစ်တလာသည်အရာများစွာကိုတီထွင်ခဲ့သည်ဟုပြောကြပါသည်ထို့ရောင်းမဟုတ်ပါဟစ်တလာသည် ်ထိုအရာများကိုကြေညာအောင်လုပ်ပြီးအတိုင်းအတာကြီးမားစွာဖြင့်အသုံးချခဲ့ခြင်းသာဖြစ်ပါသည်ကျွန်တော်ဆောင်းမတော်ဆောင်း၌စိတ်ကွက်တွင်အနည်းရှိအော်လနေရွာကလေးတွင်ထုတ်ပြန်သောဂျာမန်တမှုမြတ်ရဲ့အမိန့်ကိုကျွန်တော်ဖော်ပြခဲ့ပြပါသည်ထိုဒေသတစ်ဝိုက်ရှိရွာပေါင်း15ရွာလောက်မှအသက်15နှစ်အထက်ရှိဂျာမဟူသည်မြသည်မနက်၄နာရီမှည၈နာရီထိကောက်ရိတ်တင်းရမည်အလို့တို့လာရောက်ရန်ပြက်ကွက်သည့်ယောက်ျားမိန်းမကလေးမှန်သမျှကိုချိန်တန်အချက်20ပေးမည်ဟု အမိန့်ထုတ်ခဲ့လေသည်ထောင်ခွက်30ခုနှစ်တုန်းကကျွန်တော်ဒီတိတ်ဆိတ်နေသောဘရူဂျီရွာမှတိတ်ဆိတ်နေသောယပရီရွာသို့တွားခဲ့ပါသည်ယပရီရွာတွင်အန်ဟောဖွဲ့ကောင်းသည့်ရုပ်ထုများစီရင်ထားသည့်အလက်ခစ်ခန်းဆောင်ကြီးတစ်ခု ရှိပါသည် ထိုခန်းဆောင်မှာလော်ဂီနှင့်ဆိုင်သောဂေါသစ်အဆောက်အအုံအကျဉ်အနှဲငယ်အနက်တစ်ခုဖြစ်ပါသည်ထောင်ခွက်36ခုနှစ်တွင်ယပရီရွာသို့ကျွန်တော်နောက်တစ်ခေါက်ရောက်သွားပါသည်ထိုစဉ်ကဂျာမန်အမြောက်ကြီးများသည့်ရွာကလေးကိုတဝုံဝုံထုနေပါသည် ြို့လေခန်းဆောင်ကလေးမှာရစရာမရှိအောင်ပျက်စီးနေပါပြီ။ကံကောင်းသဖြင့်အမြောက်ထိမှန်ခြင်းမရှိသည့်အမျိုးသမီးကြောက်စရုပ်တရုပ်သားလေးပြုံမြပြုံနေပါသည်။ရွာသားများမှာတခြားသူပြောင်းရွှေ့ပြီးကျင်းများကတို့ကျင်းများတွေစစ်သားတွေကိုသာမြင်ရပါသည်။မြို့လေကောင်ခန်းဆောင်ရှိပြီ။အင်္ဂလိပ်စစ်သားနှစ်ယောက်ကိုတွေ့ရပါသည်။သူတို့နှစ်ယောက်သည်ဂေါတင်နုပညာအကြောင်းကိုပြောနေကြပြီးတယောက်ကမှတ်စုတို့ဖြင့်လိုက်မှတ်နေပါသည်။ယက်ဘရိုက်ဆိုသောဝါရာတလုံးပေါ်လာပါသည်။ရင်းမှာယက်ပရီယာတိုက်ပွဲတွင်ဂျာမန်တို့ပထမဆုံးတုံးသော အစိတ်တန်းငွေအမည်ဖြစ်ပါသည်1922ခုနှစ်တွင် ရပရီရွာကလေးတို့ကျွန်တော်နောက်တစ်ခေါက်ရောက်ပြန်သည်ရွာသူရွာသားများသည်ပြန်ရောက်လာကြကကရုတ်ချင်းများတဲ့တွင်ပြန်နေကြပါသည်ထရဲစီပွားရေးတမများကအောင်ဟိုတယ်ရင်းချမ်းရေးတဲ့ခုကန်မာမိတ်ကဖေးစသည့်ဆိုင်းဘုတ်ကလေးတွေတက်ပြီးတဲခုခန်းကလေးတွေဖွင့်ကြပါသည်ထောင်ပေါင်းများစွာသောကဘာလက်ခီးတဲ့များရောက်လာကြအပျက်စီးများကိုတန်တော်ငေးကြည့်ကြပါသည်မဆွဲမတန်ဒုက္ခိတာများခြေပြက်များမျက်မမြင်များက ပျက်စီးသွားသောမြို့ကလေး၏ပုံကိုရိုက်ထားသည့်ပို့စကတ်များကိုရောင်းကြပါသည်။ထို့နောက်ရပ်ပရီရွာကလေးကို ပြန်၍တိဆောက်ခဲ့ကြပါသည်။ထို့နောက်မကြမီစစ်တပ်တစ်ခုဒုတိယကမ္ဘာစစ်ဖြစ်လာပြန်ပါသည်။အမြောက်ကြီးများသည်ရှေးကြဆုံးပြင်သစ်မြို့တစ်မြို့ဖြစ်သည့် RS မြို့ကိုတရဆက်ပစ်ခတ်ကြပါသည်။မြို့တော်ခန်းမှထိတ်များမျောစင်ပေါ်ရွှေချင်သစ်ယုံကြီးတယုတ်ရှိပါသည်။မြို့ဤလွတ်လပ်ခွင့်ကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်သူဖြစ်ပါသည်။ မျောစင်ကြီးသည်ပြိုကျသွားပါသည်ပြင်သစ်စစ်သားများကရွှေချင်းသစ်ရုပ်ကိုကောက်ပြီးပါရီတို့ပို့ခဲ့ကြပါသည်ထို့နောက် RS ကိုပြန်လည်တိဆောက်ခဲ့ပါသည်များမကြာမီဒုတိယကဘာစစ်ပထမဦးဆုံးပုံးသည်မြို့ပေါ်သို့ကျလာခဲ့ပါသည်ဒိုဖြစ်ကိုကြည့်၍ငရဲသို့ရောက်သောစစ်စဖိတ်ဒဏ္ဍာရီကို၎င်းနွားဖြူကလေးအကြောင်းရုရှားပုံမြင်ကို၎င်းကျွန်တော်တတိယနေပါသည်ဒုတိယဗိုလ်လေးဂျင်ရစ်ချက်ဖလော့ကသူ့ဇနီးထံသို့စာရေးရရင်ဒီစစ်ကြီးဟာနောက်ဆုံးစစ်ပွဲဖြစ်ရမှာပေါ့ကွာရေးခဲ့ပါသည် သူစာများတဲ့တွင်သူသားသမီးတွေတည်င်းကိုမကြခဏမေးတတ်ပါသည်။တမီးအငယ်ဆုံးဖရန်ဆွာသည်ပရိုဇင်ကသုံးနှစ်သမီးကလေးသာရှိပါသေးသည်။1945ခုနှစ်တွင်ဂျာမန်တို့သည်ဖရန်ဆွာကိုဟမ်ဘက်မြို့တွင်ကွပ်မျက်ခဲ့ကြပါသည်။ယခုကျွန်တော်ဖော်ပြနေသည့်1946ခုနှစ်တုန်းကနောက်တစ်နှစ်တွင်ဘလို့အသက်ရှင်ရမည်ကိုဘယ်စစ်သားမှမသိခဲ့ကြဘူး။တို့ရရင်ထိုးစင်တုန်းကစစ်သည်ထာဝရကာလတို့တိုင်ကြာလိမ့်မည်ဟု လူတိုင်းကထင်ခဲ့ကြပါသည်။လူငယ်ကလေးဟဲမင်းဝဲသည်အီတလီစစ်မျက်နှာကဂရုကျင်းတစ်ကျင်းတည်းတွင်ထိုင်နေခဲ့သည်။ လက်နက်များကိုနှုတ်ဆက်ခြင်းဆိုသည့်ဝိတ္တူကိုဖတ်ပြီးဟဲမီဝေးရင်ထဲတွင်ဘာရှိသည်ကိုကျွန်တော်တို့သိခဲ့ကြပါသည်မာဒိဆေကသည်တပတ်ရှိအော်စတြီးယားဟန်ဂေရီစစ်မျက်နှာကတုတ်ကျင်းတွင်ထိုင်နေပါသည်1938ခုနှစ်တွင်ဟဲမီဝေးနှင့်ဗိုလ်ချုပ်လူကတ်စ်ယင်းမှာစပိန်တွင်မာဒိဆေကကိုခေါ်ကြသည့်အမည်သူတို့သည်မက်ဒရစ်မြို့အနီးကအမတ်စနစ်နိုင်ငံတကာအပျော်တမ်းတက်မှာတက်မှာကိုကဲမှုစခန်းတွင်လာဆုံမိကြသည်စစ်ဆိုရင်ဘယ်စစ်မှမကောင်းပါဘူးဗျာဟုတ်ဗိုလ်ချုပ်လူကတ်စ်ကမြေပုံကိုကြည့်ရင် စိတ်ရင်းစေတနာဖြင့်ပြောသည်ဟမင်ဝေးကပလာစီယိုအီတာရာကိုပြန်သိမ်းသည့်တိုက်ပွဲကြောင်းသူ့ကိုမေးနေသည်ကျွန်တော်ဟိုတယ်ပိုင်ရှင်သည်ရှေ့ထဲမှခွင့်ပြင်ပြန်လာပါသည်ကျွန်တော်ဒီတစ်ယောက်ကိုတစ်ယောက်ပြိဖက်ကြသည်စစ်သားတွေပင်ပန်းနေပြီဖြစ်ကြောင်းနိုင်ငံရေးသမားများနဲ့ငွေစည်းကစားသူများကိုမုန်းတိနေကြောင်းတင်းစားများကိုအယုံကြည်မရှိကြောင်းဖြင့်သူကပြောပြသည်ဒါပေမဲ့လည်းခမရဗာတက်နိုင်မှာလေကျွန်တော်တို့ရဲ့ရန်သူတွေကြားမှာမီတာ100လောက်ပဲကွာတယ်သူတို့လည်းကျွန်တော်တို့လိုတော်တော်အခြေအနေဆိုးနေပြီ ါပေမဲ့ဗိုလ်ချုပ်တွေရဲ့အမိန်အတိုင်းလုပ်ရတာပေါ့ဟုပြောသည်ကျွန်တော်ဒီလာဘင်စကီပေးသည့်သတင်းစာများကိုဖတ်ကြည့်ပါသည်အရင်ရှင်များသာလျှင်စစ်ပွဲကိုဆက်လက်တိုက်ချင်သည်ဟုရေးကြပါသည်ဒီလောက်ကိုမူသတင်းစာမဖတ်ဘဲနေမည်သိပါသည်လိန်လေချင်းဟန်ဆောင်ချင်းရက်ဆက်ချင်းသည်နေရာတကာတွင် ကြီးစိုးနေပါသည်တိတ်ခါရှိသည့်ဂျာနယ်တစ်စုံဖြစ်သည့်ရုပ်ဆောင်ဂျာနယ်တွင်ကာတွန်းတစ်ခုကိုကျွန်တော်တွေ့လိုက်ပါသည်ဘောလာအုတ်ထုတ်ကိုစောင်းထားသည့်လူဝါကြီးတူကငိန်ချမ်းရေးဆိုသောစကားလုံးကိုကြည့်ပြီးငိုနေပါသည် တနေ့ကိုအမြောက်ကြီးစံပေါင်း၄တောင်သွင်းနေရတာကွဒီလိုဆိုရင်ငါမွဲရော့ဘောဟုပြောနေပုံဖြစ်ပါသည်မှန်ပါသည်1936ခုနှစ်တွင်လူတိုင်းထိုချက်ကိုသိနေကြပါသည်တို့ရရင်ထိုဖြစ်ပြက်နောက်ွယ်တွင်ဘိုလာအုတ်ထုတ်ဆောင်းထားသည့်လူဝဝကြီးများသာမကတိတ်ဆိတ်ငြိမ်သက်သည့်မြို့ကလေးများနှင့်ဝစ်စတာရီယာနယ်ပန်းများဖုံးနေသည့်အုတ်ဒတိုင်းတွေရှိသောပြင်သစ်ပြည်ကြီးလည်းရက်နေပါသည်ဂျာမန်များသည်နှုံယုံတွင်ရောက်နေကြပါသည်ဘာလို့ရမည်ကိုဘယ်သူမှမသိကြပါ ပထမကဘာစစ်ကြီးကိုဖျက်ဆီးခဲ့ကြသူများသည်နှစ်တိုင်းပင်ကွယ်လွန်နေကြပါသည်။ဒုတိယကဘာစစ်ကိုပင်မတိလိုက်သည့်မျိုးဆက်တစ်ဆက်သည်ဘဝထဲသို့ဝင်ရောက်လာနေပါသည်။ကျွန်တော်တို့သည်ရင်းမှကျွန်တော်နှင့်ခေတ်ပြိုင်များကိုပြောချင်းဖြစ်ပါသည်။အိုမင်းတွင်ဆုံးကြကဘဝအဆုံးသို့ရောက်လူနေပါဖြစ်နေကြပါပြီ။ဒါကြောင့်ကျွန်တော်တို့သည်ဘာကိုမှမမေ့နိုင်ပါလွန်ခဲ့သည့်၁၇နှစ်အတွင်းတွင်ကျွန်တော်သည်တခုတည်းသောအရာအတွက်ရှစ်သိမ့်မြခွန်အားကိုပေးခဲ့ပါသည်။ရင်းမှငြိမ်းချမ်းရေးအတွက်တိုက်ပွဲဖြစ်ပါသည်။ ျွန်တော်ဒီအီစာအုပ်ကိုခရီးရနာခြင်းတွင်ရေးပါသည်ရေးလက်စအခန်းတွင်မပြည့်ပဲတိုးလိုတလန့်ဖြင့်ခရီးထွက်ရသည့်အခါတွေလည်းရှိပါသည်ကျွန်တော်လုပ်နေသည့်အလုပ်သည်ဘာမှအတိတ်ပဲမရှိကြောင်းထိုအလုပ်တွေကိုလုပ်နေမည်စားဝိတုရှိတဲ့ပုတ်ထန်ရေးနိုင်ကြောင်းဖြင့်တကာဒီယန်တွင်မိတ်ဆွေများကပြောကြပါသည်တို့ရရင်လောကတွင်ရေးပြီးသားဝိတုတွေတပုံကြီးရှိပါသည်ကျွန်တော်ဒီ1936ခုနှစ်ကိုတတိယနေပါသည်မြေမြသိငယ်သည်ဖြစ်စေငင်းချမ်းရေးကိုကာကွယ်ထိန်းသိမ်းရန်အတွက်တန်ထန်သည်များအားထုတ်သင့်သည်ဟုထင်ပါသည်တဒနာဆရာဒီကာက ငါစဉ်းစားတွေ့တော့သည်ထို့ကြောင့်ငါတည်ရှိနေခြင်းဖြစ်သည်ဟုပြောခဲ့ပါသည်ကျွန်တော်သည်ဒိဂါ၏စကားများကိုပြောင်းပြန်လှန်ပစ်ခြင်းပါသည်ဘဝ၏ရည်မှန်းချက်ဘဝ၏အတိတ်ဘယ်လိုနှင့်ပတ်သက်၍ကိုကြိုက်သလိုအမျိုးမျိုးတွေးတောနိုင်ပါသည်ဒါကြောင့်ထို့သို့တွေးတောနိုင်ရန်အတွက်မူဖြစ်တည်နေဖို့လိုပါလိမ့်မည်ကျွန်တော်သည်ဗနင်းမှနေ၍အပြင်သို့လှန့်ကြည့်ရာတငယ်ကလေးတစ်ယောက်ကိုမြင်ရပါသည်သူမျက်နှာမှာအလွန်လေးနက်နေပါသည်သူသည်ကြီးမားသောတကလက်ဖနှက်ရှည်ကြီးကိုစီးထားပါသည်နှင်းပွင့်တို့အေးပြောပြနှမ်းစာပြလာသည့်တိုင် ူဒီဧပြီလ၏နောက်ဆုံးနှစ်ပွဲများဖြင့်အယုတ်လုံနေပါသည်ထိုဒီကသည်အသက်၈နှစ်သာရှိပါသည်တို့ရရင်သူဒီတစ်ခုခုတွေးတော်စဉ်းစားနေပါသည်သူဒီအဆုံးထိအောင်တွေးတော်စဉ်းစားမိတာဖြစ်ပါသည်ကျွန်တော်တို့တွင်စဉ်းစားရန်အချိန်မရှိသောအတွေ့များကိုသူဆက်လက်တွေးတော်မိတာဖြစ်ပါသည်သူအသက်မခံရသေးသည်မှစဉ်းစားနေမိတွေးတော်နေမိတာဖြစ်ပါသည်အကန့်နဲ့ဆက်ကွန်ပြပါသည်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ အခုလိုစာအုပ်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်သွားဖို့ဖိတ်ခေါ်ချင်ပါတယ်။မကြခင်မှာနောက်တစ်ခန်းတင်ပေးပါမယ်ခင်ဗျာ။